ကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီကောင်လေးကဒီ brother တစ်သိန်းနဲ့လာတယ်ပေါ့နော်သူ့ရဲ့ model number ကတော့ဒီမှာ HD 480A လို့ခေါ်တယ်ပေါ့နော်ဒါဒီ dynamometer လေးက quality တော်တော်လေးကောင်းတဲ့အထဲမှာလည်းပါတယ်ဒါဆရာတော်တော်များများလည်း dynamometer လေးကိုသုံးကြတာများတယ်ပေါ့နော်အားကြောင့်မို့လို့ကျွန်တော်အကြောင်းကိုကျွန်တော်ပြောပြပေးခြင်းလို့ကျွန်တော်လိုက်လေးလွန်လိုက်တာဖြစ်ပါတယ်။ဒါပြည့်ပါကင်ကတော့ကျွန်တော်ဒီမှာရှေ့မှာပြခဲ့တဲ့အတိုင်းဒီလိုမျိုးပါကင်လေးနဲ့လာတယ်ပေါ့နော်။ ဒီမှာဒီမှာဆိုလို့ရှိရင် မီတာကျိုးဆိုလို့ရှိရင်လည်းဒါဒီလိုမျိုး quality ကောင်းတယ်ဆိုတာမီတာကျိုးပါတယ်ပေါ့နော်ဒီမှာကျွန်တော်မီတာကျိုးကိုလည်းကျွန်တော်တစ်ခါလည်းဒီမှာဖြုတ်ပြပေးမယ်နော်ကျွန်တော်ပုံမှန် analog meter တွေဆိုလို့ရှိရင်ဒါဒီလိုမျိုး quality ကောင်းတယ်မီတာ broadband မပါလားများတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါ quality ကောင်းတဲ့မီတာ broadband လေးလည်းဒီမှာတစ်ခါလည်းပါတယ်နော်ဒီမှာဒီပိတ်လေးတွေလည်းပါတယ်အဲကျွန်တော်ဒီမှာတစ်ခါလည်းနော် ဒါသူ့ရဲ့ထိပ်ဘူးအခြေအနေတော့ဒီလိုမျိုးလေးပေါ့ဒါမျိုးလေးနဲ့လာတယ်နော်ဒါဒီလိုမျိုး quality ကောင်းတယ်မီတာ broadband လေးလည်းဒီကောင်းမှာပါတယ်အထဲထဲမှာဒါကတော့ဒါ analog meter ပေါ့နော်ဒီမှာ HD 480A ဆိုတဲ့ဒါ analog meter ဖြစ်တယ်เนาะဒီမှာဒီမှာသူကဒီ body မှာတုံးထားတဲ့ plastic သားဆိုလို့ရှိရင်လည်း quality တော်တော်လေးကောင်းတယ်ပေါ့နော်ဒီမှာဒီလိုမျိုးမြင်လိုက်တာနဲ့ကိုကျွန်တော်သူ့ရဲ့ quality ကိုကျွန်တော်တို့ခံမှန်းကြည့်လို့ရတယ်ထဲမှာပါတယ်နော်ဒီနောက်မှာဆိုရင်သူကတောက်လေးလည်းပါတယ်ဒီတောက်ကလေးကကြတော့သူကဒီမှာဒီလိုမျိုးချိတ်ပြီးတော့လဲတုံးလို့လည်းရတယ်ဒီမှာဒါမျိုးကျွန်တော်တို့ကဒီတစ်ခုခုကိုချိတ်ထားပြီးတော့တုံးနေတယ်ဆိုရင်လည်းရတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီချိတ်ပြီးတော့မတုံးရင်ဘူးဒီတောက်အောင်နေတယ်ဆိုလို့ရှိရင်လည်းဒါဒီလိုမျိုးဆိုရင် တောက်လေးဖြစ်သွားတယ်နော် ဒါလေးကသူကဒီမှာဒီလိုမျိုးလေးလှဲပြီးတော့ထားလို့လည်းရတယ်ဒီမှာဒီဘက်ထီလည်းဒီလိုမျိုးလှဲလိုက်လို့လည်းရတယ်နော်ဒီနန်းလေးမှာရင်ထစ်သွားခြင်းလည်းဆိုလို့ရှိရင်ဒီနန်းလေးကိုဒါမျိုးလေးကျွန်တော်တို့ကဒီမှာဒီလိုလေးတွန်းလိုက်တွန်းပြီးရင်ဘက်ကိုလှန်လိုက်လှန်လိုက်လို့ရှိရင်ဒါတော့လှန်လိုက်ပြီးလှန်လိုက်လို့ရှိရင်ကျတော့သူကဒီမှာဒါမျိုးလေးထစ်သွားတယ်ပေါ့နော်အဲ့တော့ဥမာကိုကဟိုဘက်ထီဆက်လှန်နေတယ်ဆိုလို့ရှိရင်ဒီဘက်တွန်းထားတာနေပြီးတော့ဒီဘက်ကိုပြန်ဆွဲလိုက်ပြီးရင် ဒါမျိုးလေးလှန်လိုက်ရင်ဒါအဆုံးအထိဒီဘက်ကြီးလှန်လို့ရတယ်ပေါ့နော်ဒါအဲ့ဒါမျိုးလေးတော့ရှိတယ်ဒါတက်ခဲထဲခြင်းနဲ့ဆိုလို့ရှိရင်ကျတော့သူကဒီမှာဒီစကရူကိုဖြုတ်ရမယ်ဖြုတ်ပြီးလို့ရှိရင်အထဲထဲမှာနိုင်ဖို့ရယ်1.5တက်ခဲနှလုံးရယ်သူကထည့်ရတယ်ပေါ့နော်ဘောမိုင်းဖိုင်ဖို့တက်ခဲနှလုံးရယ်နိုင်ဖို့ရယ်ထည့်ရတယ်နော်ပြီးရင်ထဲထဲမှာဆိုရင်သူက fuse တွေပါတယ်လဲပါတယ်ပေါ့နော်ဒီမှာဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာစာလေးတွေလည်းဒီမှာရေးပေးထားတယ်နော်ပြီးရင်ကျွန်တော်တခါလေးဒီမှာဒီကောင်လေးကိုဖြုတ်ပြပေးမယ်နော် အဲ့တော့ကျွန်တော်အခုဒီ live ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအနေနဲ့ဒီခါတိုင်းလိုပဲပေါ့နော်ဘယ်နေရာဘယ်ဒေသတွေကနေကြီးစုနေကြတယ်လဲဆိုတာလေးကိုကွန်မန့်လေးမှာတစ်ချက်လောက်မှတ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နော်ကျွန်တော်အပြန်လန်စကားပြောဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားအောင်ပေါ့ဒါဒီမီတာလေးကိုဒါကိုယ့်အတွက်အသုံးလို့တယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ post မှာရေးထားတဲ့ Viber နံပါတ်ပေါ့နော်9800 23183ဆိုတဲ့ဘောဒီ Viber နံပါတ်ကိုလည်းဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတယ် ဒီမှာ Facebook မှာဝယ်ကျင်တယ်ဆိုလို့ရှိရင်လည်းဒီ page မှာဒီ MNS Electronic Shop ဆိုတဲ့ Facebook page မှာလည်းဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတယ်เนาะဒီမှာလည်း Viber နံပါတ်ကျွန်တော်ဒီမှာရေးပေးထားတယ်เนาะ Viber နဲ့ပဲဖြစ်ဖြစ် Telegram နဲ့ပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဝယ်ယူလို့ရတယ်เนาะဒါလေးကကျွန်တော်တို့ဒီမှာအခုပစ္စည်းအသစ်ထပ်ရောက်တဲ့ဟာလေးပါဒါတော်တော်များများဆရာတော်တော်များများကတော့ဒီ Analog Meter လေးကိုအသုံးများကြတယ်ဒါတချို့မသိသေးတဲ့သူတွေကျွန်တော်သိအောင်လို့မို့ဒါကျွန်တော် live လေးလွှင့်ပြီးတော့ ပြပေးတာဖြစ်ပါတယ်เนาะဒီမှာဆိုလို့ရှိရင်ဒီလှည့်ရတဲ့ feeling ကစားဒါ quality တော်တော်လေးကောင်းတယ်ဆိုတာကျွန်တော်သိရတယ်ပေါ့เนาะဒီမှာကျွန်တော်အတန်ကိုလည်းဒါမျိုးလေးပေါ့เนาะဒီမှာဆိုလို့ရှိရင် तू ကဘာ function တွေတိုင်းလို့ရမလဲဆိုရင်ဒီဒီနေရာမှာဆိုလို့ရှိရင်ဒီမှာ0.1ကနေပြီးတော့ဒီ1000မှာဆိုလို့ရှိရင် ဒါ DC ဘိုးတွေပေါ့နော်ဒါ DC ဘိုးတွေတိုင်းနေတယ်ဆိုလို့ရှိရင်ဒီ rate မှာကျွန်တော်တို့ကထားပြီးတော့တိုင်းရမယ်နော် DC ဘိုးတွေမှာဆိုလို့ရှိရင်2.5ရှိမယ်10ရှိမယ်90ရှိမယ်250ရှိမယ်ဒီမှာ1000ရှိမယ်ပေါ့နော်ဒါကိုအစဉ်ပြေတဲ့နေရာမှာ ကိုတိုင်းကျင်တဲ့ပစ္စည်းရဲ့ဘိုးတွေအပေါ်မှာမူတည်ပြီးတော့မှဒီမှာကိုက2.5မှာထားမှလား10မှာထားမှလား90မှာထားမှလား250မှာထားမှလား1000မှာထားမှလားပေါ့နော်ဒါဒီ rate ကတော့ ကိုတိုင်းကျင်တဲ့ပစ္စည်းပေါ်မှာမူတည်ပြီးတော့မှကိုကရွေးချယ်ပြီးတော့ထားရမှာဖြစ်တယ်ပေါ့နော်။ဒါပဲနေရာမှာထားရမယ်ဆိုပြီးတော့ပုံသေးမရှိဘူး။ကိုကကိုတိုင်းကျင်တဲ့ပစ္စည်းကတွဲဖို့ရှိကြလား၊တန်းဖို့ရှိကြလား၊90ဖို့ရှိကြလား၊100ဖို့ရှိကြလား၊200ဖို့ရှိကြလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှဒီ rate နေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ထားပြီးတော့တိုင်းရမယ်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ဘာတွေတိုင်းလို့ရအောင်မလဲဆိုရင် AC ဘိုးတွေတိုင်းလို့ရမယ်နော်ဒီမှာ AC ဘိုးတွေဆိုလို့ရှိရင်လည်း တန်းဖို့ရှိမယ်90ရှိမယ်250ရှိမယ်1000ရှိမယ်ပေါ့နော်ဒီ rate နေရတော့ကိုတိုင်းကျင်တဲ့ပစ္စည်းရဲ့ AC ဘိုးတွေရဲ့ကိုတိုင်းကျင်တဲ့ပစ္စည်းရဲ့ AC ဘိုးတွေဘလောက်ရှိသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှ90ထားမှလား250ထားမှထားမှလား1000မှထားမှလားဆိုတဲ့အပေါ်မှာရွေးချယ်ရမှာဖြစ်တယ်ပေါ့နော်ဒါ AC တိုင်းလို့ရမယ် DC ဘိုးတွေတိုင်းလို့ရမယ်ပေါ့နော်ပြီးရင်ဒီမှာ on scale တိုင်းလို့ရမယ်เนาะဒီမှာ on scale ဆိုလို့ရှိရင်လည်း ် into 1ရှိမယ် into 10ရှိမယ် into 100ဒီမှာ into 1k into 10k ဆိုပြီးတော့ဒီမှာ rate နေရှိတယ်ဒါကိုတိုင်းရှင်းတဲ့ပစ္စည်းရဲ့အုံတန်ဘိုးပေါ်မှာမူတည်ပြီးတော့မှဒီ rate တွေကိုဒီမှာတင့်တော်တဲ့နေရာမှာကျွန်တော်တို့ကရွေးချယ်ပြီးတော့ဒါထားပြီးတော့တိုင်းရမှာပေါ့နော်ပြီးလို့ရှိရင်ဒီမှာအတန်မြင့် scale ပေါ့နော်ဒီမှာဒီကောင်ဆိုဒီမှာဆိုလို့ရှိရင်သူကအတန်မြင့် scale လေးတည်တန့်လဲပါတယ်နော်ဒီမှာဒီနေရာလေးမှာကျွန်တော်ထားမယ်ဆိုလို့ရှိရင်ဒါအတန်မြင့် scale တိုင်းလို့ရတယ်နော် ီညလေးမှာကျွန်တော်ထားပြီးတော့တိုင်းမယ်ဆိုရင်ဒါအသံမြည်လိုက်မယ်နော်ဒါအသံမြည်စတိုင်းနေဆိုရင်ကျွန်တော်တို့ဒီညလေးမှာထားရမယ်ပြီးရင်ဒါလေးကတော့သူကဒီ1.5 volt တို့9 volt တို့ဘက်ထရီတွေကိုဒါဘက်ထရီအားရှိလားမရှိလားဒါကောင်းလားမကောင်းလားဆိုပြီးတော့ဒါတိုင်းနေဟာပေါ့နော်ဒါလေးကျွန်တော်ရိုးရိုးဒီဘက်ထရီလေးတွေကိုတိုင်းနေဟာဒီကောင်ထဲမှာရှိတဲ့ဒီထဲတဲ့ တက်ခဲလေးတွေကိုလည်းတိုင်းလို့ရတယ်ပေါ့နော်ဒီကဒီထဲမှာဆိုလို့ရှိရင်ဒါ1.5ဖို့တက်ခဲနှလုံးရယ်9ဖို့တစ်လုံးရယ်ဒီမှာထည့်ပြီးတော့သုံးရတာဖြစ်တဲ့အတွက်အဲ့ဒီတက်ခဲလေးတွေကိုလည်းကျွန်တော်တို့ကဒီအားရှိလားမရှိလားကိုတိုင်းလို့ရတဲ့ကောင်းလေးပေါ့ပြီးရင်ဒီမှာအပီယာတိုင်းလို့ရတယ်နော်ဒီမှာအပီယာဆိုလို့ရှိရင်ဒီစီယံပီယာတိုင်းလို့ရမယ်ဒီစီယံပီယာကဒီမှာဘလောက်ထိတိုင်းလို့ရမလဲဆိုလို့ရှိရင်ဒီမှာ2.5ရှိမယ်ဒီမှာ 25ရှိမယ်ဒါ2.5ဆိုတာကကြတော့ဒီမှာမီလီယံပီယာပေါ့နော်ဒီမှာဒီမှာ DC မီလီယံပီယာရေးထားတာဖြစ်တဲ့အတွက်ဒီမှာ2.5မီလီယံပီယာတိုင်းလို့ရမယ်25မီလီယံပီယာဒါ rate နေကိုရွေးချယ်လို့ရမယ်ပြီးရင်250မီလီယံပီယာ rate ပေါ့နော်ဒါဒါဆိုလို့ချင်းဒါ2.5အပီယာမဟုတ်ဘူးဒီမှာနောက်ကဒီမှာမီလီယံပီယာပါသေးတာဖြစ်တဲ့အတွက်2.5မီလီယံပီယာဒီမှာဒါဆိုရင်လည်း25မီလီယံပီယာဒါဆိုရင်250မီလီယံပီယာ ဒီနေရာလေးမှာကြတော့သူက250ရဲဒီမှာတန်းအေရဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီမှာတန်းအေကိုတိုင်းကျင်နေဆိုလို့ရှိရင်လည်းဒီနေရာမှာထားတိုင်းလို့ရတယ်เนาะဒီမှာတန်းအေကိုတိုင်းကျင်နေဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကမမှားဖို့တော့လိုအပ်တယ်တန်းအေတိုင်းကျင်နေဆိုလို့ရှိရင်တန်းအေမှာထားပြီးတော့ဒီအပီယာများများကိုတိုင်းကျင်နေဆိုလို့ရှိရင်တော့တန်းအေနဲ့တိုင်းရမယ်တန်းအေကကြတော့ဒီမှာအပေါက်ကကြသူကဒီမှာလာပြီးတော့စိုက်ရမယ်เนาะဒီနေရာမှာပဲဒီစိုက်ပြီးတော့တိုင်းမယ်ဆိုလို့ရှိရင်ဒီ250မီလီယာ 250မီလီယံအမ်ပီယာနဲ့တိုင်းသလိုမျိုးဖြစ်မှာဖြစ်တဲ့အတွက်ဒီအမ်ပီယာအများကြီးတိုင်းလို့မရဘူးကိုကအမ်ပီယာအများကြီးတိုင်းနေတယ်ဥပမာ1အမ်ပီယာတို့2အမ်ပီယာတို့3အမ်ပီယာတို့ဒါ5အမ်ပီယာတို့ပေါ့နော်ဒီတန်း A ရဲ့အောက်မှာရှိတဲ့အမ်ပီယာတွေတိုင်းနေတယ်ဆိုလို့ရှိရင်ဒီနေရာမှာထားမယ်ထားပြီးရင်ဒီမီတာပရော့ဒန်ကိုကျွန်တော်တို့ကဒီနေရာမှာစိုက်ရမယ်ပေါ့နော်ဒါကတော့သူ့မှာဒါတိုင်းလို့ရတဲ့ဒီ function လေးတွေကိုကျွန်တော်ပြောပြပေးတာဖြစ်တယ်เนาะဒီမှာဒီမှာဆိုလို့ရှိရင်လဲဒါကြည့်ရမယ် နေရပေါ့နော်ဒီမှာတံပိုးတွေကိုလာပြီးတော့ဒီမှာလာပြီးတော့ပြတဲ့ဟာကိုကျွန်တော်တို့ကဖတ်ရမယ်နေရနော်ဒီကောင်လေးကတော့တော်တော်များများဆရာတွေဒါအသုံးများကြတယ်ကြိုက်လဲကြိုက်ကြတယ်ပေါ့နော် quality ဆိုရင်လည်းဒါတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ကျွန်တော်တို့ပုံမှန်ဒီ960 DR တို့ဒီ360 DR တို့ထဲပို့ပြီးတော့ quality ကောင်းတယ်ဈေးလည်းဒီကောင်ကပို့ပြီးတော့များတယ်ပေါ့เนาะ ဲ့တော့ကျွန်တော်အခုဒီ live ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအနေနဲ့ဘယ်နေရာဘယ်ဒေသတွေကနေကြည့်ရှုနေကြတယ်လဲဆိုတာလေကွန်မန့်လေးမှာကျွန်တော်တို့ပြန်လည်စကားပြောဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားအောင်ကွန်မန့်လေးမှတ်ပြီးကိုကျွန်တော်တောင်းဆိုချင်ပါတယ်နော်ဒါဒီမီတာလေးနဲ့ပတ်သက်ပြီးတော့အသိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်းကွန်မန့်မှာမှတ်ပြီးတော့မေးမြန်းလို့ရပါတယ်နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုဖြုတ်လိုက်မယ်နော်ဒီမှာဒီတခဲထဲဖို့တော့ကျွန်တော်ဟာလေကျွန်တော်ပြရင်လို့တော့ဒီမှာဒါလေးကိုကျွန်တော်လှည့်ပြီးတော့ဖြုတ်လိုက်မယ် ပြီးရင်အထဲထဲမှာကျွန်တော်တို့ဓာတ်ခဲဘယ်လိုထည့်ရမလဲဆိုတာလေးကျွန်တော်ပြပေးမယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီကောင်လေးကိုဒီစကရူလေးကိုကျွန်တော်တို့ကအောက်ကိုကျအောင်ဖြုတ်ပေးရမယ်เนาะအဲ့တော့ဒီမှာကျွန်တော်ဖြုတ်လိုက်ပြီး ဒီကောင်လေးကိုကျွန်တော်တို့ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒီဆက်ကလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးရင်ဒီဘက်ကိုတွန်းလိုက်မယ်เนาะဒီမှာသူ့မှာအန်လေးပါတယ်เนาะဒီမှာဒီလိုမျိုးအန်လေးပါတယ်ပြီးရင်ဆွဲပြီးတော့လှန်လိုက်မယ်เนาะဒီမှာဆိုရင်ဒီမှာဖြူစ်လေးလည်းပါတယ်เนาะဒီမှာဒီမှာဖြူစ်အဘိုလေးတွေလည်းပါတယ်ဒီမှာတစ်ခုဒီမှာတစ်ခုဒီမှာဖြူစ်အဘိုနှစ်ခုပါမယ်ပြီးရင်ဒီမှာတက်ခဲထဲစရာနေရာလေးပါမယ်เนาะဒီမှာဒီမှာဆိုလို့ရှိရင်ဒါ1.5ဘိုတက်ခဲနှလုံးထဲစရာနေရာเนาะဒီမှာ ဒီဘက်ကတလုံးဒီဘက်ကတလုံးဒီဘက်ကတလုံးဆိုလို့ရှိရင်ဒီဘက်ကအနှုတ်ဒီဘက်ကအပေါင်းဒီဘက်ကဒီဘက်ကတလုံးဆိုလို့ရှိရင်ဒီဘက်ကအနှုတ်ဒီဘက်ကအပေါင်းကျွန်တော်ဓာခဲထည့်တဲ့အခါမှာလည်းမှန်အောင်ထည့်ရလိမ့်မယ်နော်ဒီမှာဓာခဲရဲ့ site ကကြတော့ A3 လုံး site ဓာခဲနှလုံးထည့်ရမယ်နော်ဒီမှာဒီနေရာမှာထည့်ရမယ့်115ရဲ့ဓာခဲ site က A3 လုံး site ဖြစ်တယ်နော်ပြီးရင်ဒီမှာဒါ9ဖို့ထည့်တဲ့ထည့်စရာနေရာပေါ့နော်ဒီဘက်မှာကျွန်တော်တို့က9ဖို့ဓာခဲထည့်မယ်ဒီဘက်မှာ A3 လုံး site 1.5 volt တက်ခဲနှလုံးထည့်မယ်ပေါ့နော်ဒါလေးရတော့ဒါ fuse motor လေးဒီမှာ fuse apple နှစ်ခုပါမယ်နော်ဒါသုံးရင်းနဲ့ fuse ပြတ်သွားတယ်ဆိုလို့ရှိရင်လည်းဒီမှာ original ပါတယ်ကျွန်တော်တို့ဒီအပူလေးတွေကိုကျွန်တော်တို့ကဖြုတ်ပြီးတော့လဲလို့ရတယ်နော်ตัวဒီကောင်လေးတွေကိုလည်းကျွန်တော်တို့ကဖြုတ်လို့ရတယ်ဒီကောင်လေးကိုဖြုတ်ခြင်းနဲ့ဒါလေးတွေဖြုတ်ခြင်းနဲ့ဆိုလို့ရှိရင်သူကဒီဟာလေးကိုအရင်ဆုံးကျွန်တော်တို့ဖြုတ်ရမယ်เนาะ မဖြုတ်လိုက်ပြီးရင်ဒီဒါလေးကသူကပြုတ်ကြတာတွေလွတ်ကြတာတွေတန်ခံနိုင်အောင်သူကဒီမှာ rubber သားသဘောမျိုးဒီမှာအဲ့ဒီသားလေးနဲ့သူကပြန်ပြီးတော့အပေါ်ကနေစွတ်ပေးထားတယ်ပေါ့နော်ဒီမှာဒီလိုမျိုးသူကအဲ့ဒီသားလေးနဲ့သူကအပေါ်ကနေစွတ်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြုတ်ကြတာမျိုးတွေဆိုရင်လည်းတုံတုံကိုပြုတ်ကြတာဆိုရင်သူကတန်ခံနိုင်လိမ့်မယ်ပေါ့နော်အဲဒီတိုင်းလေးကျွန်တော်တို့ဖြုတ်ပြီးတော့သုံးညနေဆိုရင်လည်း သုံးလို့ရတယ်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုဆွဲပြီးတော့ဒါလှန်လိုက်လို့ရတယ်သူကဘာလို့လဲဆိုတော့သူကဒီမှာကစကရူကအလုံးပဲပါတယ်သူကဒီဘာနဲ့တွဲထားတယ်လဲဆိုလို့ရှိရင်သူကဒီဒီကောင်လေးနဲ့သူကအပေါ်ကနေစွတ်ပေးထားတာပေါ့เนาะ တော့ကျွန်တော်ဒီ live ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအနေနဲ့ဘယ်နေရာဘယ်ဒေသတွေကနေကြည့်ရှုနေကြတယ်လဲဆိုတာလေးကိုကွန်မန့်လေးမှာတစ်ချက်လောက်မှတ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။နောက်ပြီးတော့ဒီမီတာနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေရှိလို့ရှင်လဲကွန်မန့်လေးမှာမှတ်ပြီးတော့ကျွန်တော်မေးမြန်းလို့ရပါတယ်เนาะ။အဲ့တော့ဒီမှာဒီကောင်းကိုကျွန်တော်တို့ကဖြုတ်ချင်တယ်ဆိုလို့ရှင်ဒီမှာဒီကောင်းလေးကိုကျွန်တော်တို့ဖြုတ်လိုက်မယ်။ဖြုတ်ခင်မှာဒီနံပါတ်တက်ထားတယ်။ဒါလေးကိုကျွန်တော်တို့ကအရင်ဖြုတ်လိုက်เนาะ။ဒီမှာဒါလေးကိုအရင်ဖြုတ်လိုက်ဖြုတ်ပြီးရင်ဒီကောင်းလေးကိုဖြုတ်လိုက် ပြီးလို့ရှိရင်ဒီမှာဒီအံလေးပါတယ်နော်ဒီမှာဒီအံလေးကိုဘက်ကိုနည်းနည်းလေးဆွဲပြီးတော့ဒီမှာဖြုတ်လိုက်လို့ရှိရင်ဒါဖြုတ်လိုက်လို့ရတယ်နော်ဒီမှာဒါကသူ့ရဲ့အတွန်းပိုင်းစာကိတ်အခြေအနေပေါ့နော်ဒီမှာဒီမှာသုံးထားတဲ့စာကိတ် quality ဆိုလို့ရှိရင်လည်းဒါ quality တော်တော်လေးကောင်းတယ်ဒီမှာမြင်ရတာဆိုရင်လည်းသိတာလိမ့်မယ်ပေါ့နော်ဒီမှာ fuse delay လေးပါတယ်နော်တောင်းတောင်းကျွန်တော်တို့မားတိုင်းပြီးရင်ဒီ fuse ကပြတ်ပေးလိမ့်မယ်ပေါ့နော် ဒီမှာဒါဒီ fuse delay ကျွန်တော်တို့ပြတ်သွားတယ်ဆိုလို့ရှိရင်ဒီမှာသူ့မှာအပူပါတယ်ဒီ fuse delay တွေကိုဒါအလွယ်တကူလဲလို့ရအောင်သူကအပူလေးတွေလည်းဒီမှာထည့်ပေးထားတယ်နော်ဒါကကျွန်တော်တို့ကအတွန်းမိုင်း circuit ကိုကျွန်တော်ပြပေးတာပြီးရင်ဒီမှာဒီ screw ဆွဲဖို့အတွက်ဒီအရစ်ကိုလည်းသူကဒီမှာကြေးကောင်းလေးနဲ့သူကလုပ်ပေးထားတယ်နော်အဲ့ဒါကကျတော့ကျွန်တော်တို့ဒီမှာအဖုံးတက်ဖို့အတွက်ဒီကောင်လေးတက်ဖို့အတွက်ဒီမှာလာပြီးတော့ တက်တဲ့ကောင်လေးပေါ့နော်ဒီမှာရိုးရိုး plastic သားမဟုတ်ဘဲနဲ့အထက်ထဲမှာဒါကြေးကောင်းလေးနဲ့သူကလှုပ်ပေးထားတာတွေ့ရနော်ဒါ analometer ကိုမှဒါ quality ကောင်းတာလေးကိုအသုံးပြုကျင်နေဆိုလို့ရှိရင်ဒီ analometer လေးကိုဝယ်လို့ရပါတယ်เนาะဒါကျွန်တော်တို့ဒီမှာဒါပစ္စည်းအသစ်ထပ်ရောက်ထားတာလေးပါ ဒါဒီကောင်လေးကိုဝယ်ယူနေတယ်ဆိုလို့ရှိရင် Viber number 6800 23183ဆိုတဲ့ Viber number ကိုဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်เนาะဒါဒီဒီ like လေးကိုကျွန်တော် screenshot ရိုက်ပြီးတော့တွားပြီးတော့ Viber မှာပြပြီးတော့ဝယ်လို့လည်းရပါတယ်เนาะဒီမှာဒါဆိုလို့ရှိရင်ဒါသူ့ရဲ့တုံးထားတဲ့ဘောရီအသားနာကိုကျွန်တော်သေချာမြင်အောင်လို့ပြပေးတာ ဒါကသူကအထဲထဲမှာတုံးထားတယ်ဒီစကစ်ပေါ့နော်ဒီနေရာမှာ1.5ကိုတက်ခဲနှလုံးထည့်ရမယ်နော်ဒီမှာဒီမှာဆိုရင်ဒီဘက်ကတလုံးဒီဘက်မှာတလုံးဒီဘက်မှာအနှုတ်ဒီဘက်မှာအပေါင်းဒီဘက်တက်ခဲမှာဆိုရင်ဒီဘက်ကအနှုတ်ဒီဘက်ကအပေါင်းပေါ့နော်ပြီးရင်ဒီဘက်မှာနိုင်ဖို့သူကနှမျိုးထည့်ရမယ်နိုင်ဖို့ရယ် 1.5ကိုတက်ခဲနှလုံးရယ်ကျွန်တော်ဒီမီတာဝယ်တဲ့ခါမှာဆိုရင်တော့ဒီတက်ခဲရတော့တစ်ခါလည်းမပါဘူးပေါ့နော်ပြီးမှကိုယ်စီကိုရောက်မှတက်ခဲကဝယ်ထည့်ရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဝယ်ကလေးကဒီတက်ခဲမပါတဲ့အတွက်ကျွန်တော်တို့တက်ခဲထည့်မရောက်တာပါနော်ဒီမှာကျွန်တော်တို့9ဖို့ထည့်ရမယ်1.5ဖို့တက်ခဲထည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုပြန်ပြီးတော့ပိတ်လိုက်မယ်နော် ဒါဒီမီတာနဲ့ပတ်သက်ပြီးတော့ကိုသိကျင်တဲ့အကြောင်းအရာရှိတယ်ဆိုလို့ချင်းလဲကိုမမမှတ်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်တခါတည်းကျွန်တော်တို့ပြောပြပေးလို့ရတယ်ဆိုလို့ရှိရင်တခါတည်းပြောပြပေးပါမယ်နော်သူကဒီမှာပါကင်နေနေရတော့ဒီလိုမျိုးပါကင်လေးနဲ့လာတယ်เนาะ ကျွန်တော်ဒီ analog meter ပဲဖြစ်ဖြစ်ဒီ digital meter ပဲဖြစ်ဖြစ်တခြားဘာဖြစ်သီးကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ပစ္စည်းဝယ်တဲ့အခါမှာဆိုရင်တရုတ်ကလာတဲ့ပစ္စည်းတွေကိုဝယ်တဲ့အခါမှာဒီ model number တို့ပုံစံတို့ကိုကြည့်ပြီးတော့ဒီအတူတူပဲဆိုပြီးတော့တန်းပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ဝယ်တာကကျွန်တော်ပစ္စည်းဝယ်တဲ့အခါမှာအမှားယွင်းဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပုံစံတူပုံစံတူတာတွေ model တူတာတွေပြီးရင် quality မတူတာတွေကအမျိုးမျိုးတရုတ်ကနေလာတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကနေပြီးတော့တခြား လေ့လာပြီးတော့စစ်ဆေးပြီးတော့မှစုံစမ်းပြီးတော့မှဝေတာကတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ဘူသူဒနဲ့ကျွန်တော်ပြောပြပေးတာပါဒီကောင်လေးရအပီယာအနေနဲ့ဆိုရင်လည်းတန်းအပီယာထိတိုင်းလို့ရတယ်နော်ကျွန်တော်တို့ပုံမှန်ဒီ analog meter တွေဆိုလို့ရှိရင်2.5လို့2.5အပီယာလောက်ထိပဲဒါအများဆုံးတိုင်းလို့ရတာရှိတယ်ပေါ့နော်ဒီကောင်လေးကတော့သူကတန်းအမ်ပီယာလောက်ထိတန်းလို့ရတယ်ဒါ DC အမ်ပီယာပေါ့နော် AC အမ်ပီယာကတော့ဒီကောင်လေး ਨੇ

ဒီဘယ်နေရာဘယ်ဒေသတွေကနေရွှေ့နေကြတယ်လဲဆိုတာလေကျွန်တော်ကွန်မန့်လေးမှာမှတ်ပေးမှတ်ပေးခဲ့ပါကျွန်တော်တို့အပြန်အလှန်စကားပြောဆိုတဲ့ပုံစံလေးဖြစ်သွားအောင်ပေါ့နော်အဲကျွန်တော်ဒီကောင်လေးကိုပြန်ပြီးတော့တက်လိုက်မယ်နော်ဒီကောင်လေးကိုကျွန်တော်ပြန်တက်တဲ့အခါမှာဆိုရင်ဒီအောက်ဖက်ကဟာကိုကျွန်တော်တို့ဒီမှာဒီအန်လေးနဲ့ကျွန်တော်ကြအောင်ဒါမျိုးလေးအရင်တက်မယ်ပြီးရင်ဒီမှာဒီကလေးလေးပါတယ်နော်ဒီမှာဒီကလေးကလေးဒီကလေးလေးကဒီကလေးကလေးကဒီအန်ကြအောင်ကျွန်တော်တို့ပြန်ပြီးတော့ကြအောင်ဒီမှာတက်ရမယ်နော်ဒီမှာဒီကလေးကလေးပါတယ် ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီကလေးကလေးကိုဒီဘက်ကိုကျွန်တော်ဆွဲပြီးတော့ဖြုတ်ပါမယ်နော်ဒီမှာဒီလိုလေးဆွဲပြီးတော့ဒီကောင်လေးကိုလှန်လိုက်မယ်ဆိုရင်ဒါဒါလေးကပြုတ်သွားလိမ့်မယ်နော်ဒီမှာဒါလေးကိုကျွန်တော်ကဒီဘက်ကိုဆွဲလိုက်ဆွဲပြီးရင်ဒါလေးကိုလှန်လိုက်ဒါဆိုရင်ပြုတ်သွားပြီနော်ပြီးရင်တော့တက်ခဲထည့်မယ်တက်ခဲထည့်ပြီးရင်ဒီအဖုံးလေးကိုဒီမှာလာပြီးတော့ တက်လိုက်မယ်ဒီဖုံးတက်တဲ့ခါမှာဆိုရင်လည်းဒီမှာဒီအန်လေးပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီလိုမျိုးဖိတက်လို့မရဘူးเนาะအဲ့တော့တို့ကဒီမှာဒီမြောင်းလေးအတိုင်းဒီမှာဒီကောင်ကိုကျွန်တော်ဒီထဲကိုထည့်လိုက်ထည့်ပြီးရင်ဒီမှာဒီလိုမျိုးလေးရှေ့တော့နောက်ဆုံးလေးကျွန်တော်တို့ဒီမှာဒီလိုထိုးတက်လိုက်မယ်ဖြုတ်ချင်တယ်ဆိုရင်လည်းဒီဘက်ကိုဆွဲပြီးတော့ဖြုတ်မယ်เนาะဒီလိုမျိုးကျွန်တော်တန်းလှန်လို့မရအောင်เนาะဒီမှာဘက်ကိုဆွဲလိုက်ဆွဲပြီးရင်ဒီမှာဖြုတ်လိုက်တက်ချင်တယ်ဆိုရင်လည်း ဒီလိုလေးတက်လိုက်တက်ပြီးရင်ဒီလက်ကိုတွန်းထည့်လိုက်နော်ပြီးရင်ဒီကောင်လေးကျွန်တော်တို့ကဒီမှာလာပြီးတော့တက်လိုက်မယ်နော် digital နဲ့ analog ဘယ်ဟာအသုံးပြုသင့်လဲတဲ့အဲ့ဒါကြတော့ဘယ်ဟာအပိုကောင်းတယ်ဘယ်ဟာပိုပြီးတော့အသုံးပြုသင့်တယ်ဆိုပြီးတော့ဒါပုံသေးမရှိဘူးပေါ့နော်သူအန်တဲ့ချက်အာတာချက်လေးတွေ ဒီမီတာတိုင်းမှာရှိတဲ့အတွက်သူ့နေရာနဲ့သူတော့ဒါကောင်းကြတာပဲပေါ့နော်ဒါ analog meter ဆိုရင်လည်း analog meter လျောက်သူ့ရဲ့အားသာချက်နဲ့သူရှိတယ်ဒါ digital meter ဆိုလို့ရှိရင်လည်း digital meter လျောက်ပေါ့နော်ဒါကောင်းတာကတော့ဒါနှမျိုးလုံးရှိထားတယ်ဆိုလို့ရှိရင်ဒါပိုလိုတဲ့နေရာမှာလို့စလို့သုံးလို့ရတယ်ပေါ့နော်ဒီဘယ်ဟာပိုကောင်းတယ်ဘယ်ဟာကကြတော့တိတ်မကောင်းဘူးအဲ့လိုမျိုးတော့မရှိပါဘူးနော် digital meter ဆိုရင်လည်း digital meter လျောက် သူ့ရဲ့အားသာချက်နဲ့တူဒါကလပ်မီတာဆိုရင်လည်းကလပ်မီတာလျောက်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီဘယ်မီတာမှဘူကောင်းတာဘယ်မီတာရှိရင်ဒါပြည့်စုံပြီဆိုပြီးတော့ဒါပုံသေးကားချက်ကတော့မရှိဘူးပေါ့နော်ဒါကိုယ်စီမှာရှိရဆိုရင်တော့ရှိသလိုမျိုးကောင်းတာပေါ့အနာလောက်မီတာရှိရဆိုရင်လည်းအနာလောက်မီတာရဲ့အားသာချက်ကိုကိုကတုံးလို့ရတယ်ဒီဂျစ်တယ်မီတာရှိရဆိုလို့ရှိရင်လည်းဒီဂျစ်တယ်မီတာအားသာချက်ကိုလည်းကိုကတုံးလို့ရတာပေါ့နော် တချို့နေရာတွေမှာကလပ်မီတာမှအဆင်ပြေတဲ့ဟာမျိုးရှိတယ်လို့တချို့နေရာတွေမှာအနာလော့မီတာမှအဆင်ပြေတာမျိုးတွေလည်းရှိတယ်ပေါ့အဲလိုမျိုးတော့ကွာတာဖြစ်တဲ့အတွက်ဒါကိုယ့်ဒီမှာစုံစုံလင်လင်ရှိထားရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာဒါလေးကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဆွတ်လိုက်မယ်နော် လိုလေးဆွလိုက်မယ်ပြီးရင်ဒီမှာဒီကောင်လေးကိုလာတက်လိုက်မယ်ဒီအဤသားလေးတွေကျွန်တော်တို့အပေါ်ကနေဆွထားတာဖြစ်တဲ့အတွက်သူကတောင်းတောင်းကျွန်တော်တို့လွတ်ကြရင်ဒီ rubber သားလေးနဲ့ခံထားတာဖြစ်တဲ့အတွက်အကျိုးတာပဲ့တာမျိုးဒဏ်ကိုတောင်းတောင်းခံနိုင်နေပေါ့နော်ဒီမှာဒီနေရာလေးကသူကအဤသားအထူသားလေးနဲ့လောက်ထားတာဖြစ်တဲ့အတွက်ဒီမှာဒီအောက်ထီသူကထုတ်ပေးထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးကြရတယ်ဆိုလို့ရှိရင်လည်း ဒီအသားနဲ့သူကမကြတော့ဘူးပေါ့နော်။မတောက်လေးလေးပါတယ်။ဒီတောက်ကကြတဲ့သူကဒီမှာဒီလိုမျိုးလှုပ်ပြီးတော့ချိတ်သုံးနေတယ်ဆိုရင်လည်းသုံးလို့ရတယ်။ဒီလိုမချိတ်ချင်ဘူးကွာထောက်အနေနဲ့သုံးနေတယ်ဆိုလို့ရှိရင်ဒီမှာဒီလိုလေးလှန်လိုက်လှန်လိုက်ပြီးရင်ဒီမှာဒီမှာနော်ဒီကောင်လေးကိုဒီမှာသူကဒီလိုလေးလှုပ်လို့ရတာဖြစ်တဲ့အတွက်သူကဒီလိုတွန်းပြီးတော့လှန်လိုက်ရင်ဒီမှာဒီလိုထစ်သွားတယ်နော် ဒါဆိုရင်သူကဓာတ်အောင်နေနဲ့တုံးလို့ရတယ်အဲ့လိုမဟုတ်ဘူးကိုကဒီဘက်ဒီလှမ်းနေတယ်ဆိုလို့ချင်းဒီတိုင်းဆိုရင်ဆက်လှမ်းလို့မရဘူးဒါပဲ့သွားနိုင်တယ်အဲ့တော့ဒီမှာဒီကောင်လေးကိုဒီဘက်ရှေ့ပြန်ထားထားပြီးရင်ဒီမှာဒီလိုထားတာကနေဒီဘက်ကိုပြန်ဆွဲလိုက်ဆွဲလိုက်ပြီးရင်ဒီမှာလှမ်းလိုက်ပါနော်ဒါလေးကျွန်တော်တို့အတိုင်းမှာသတိထားရမယ်နော်ပြီးရင်ဒီမှာကိုကဓာတ်အောင်နေတဲ့တုံးနေတယ်ဆိုရင်ဒီဘက်ကိုတွန်းလိုက်တွန်းပြီးမှလှမ်းလိုက်ဒါဆိုရင်ဒီမှာထစ်သွားတယ်ကိုကဟိုဘက်ထိဟိုဘက်ထိကျွန်တော်တို့ကလှမ်းနေတယ်ဆိုရင် ဒီဘက်ကိုဆွဲဒီမှာဒီလိုလှန်လိုက်ပါเนาะဘောကဘလိုပဲပြပြမသုံးကျင်ဘူးဆိုရင်ဒီမှာဒီလိုလေးလဲထားပြီးတော့ဒါတင်းလို့ရတယ်เนาะဒီမှာဒီမီတာမီတာပရောဒန်ကတော့ဒီမှာဒီလိုမျိုးလေးပါနေเนาะဒါအခုမှလိုက်ပုံဝင်လာတယ်လို့ဒီမတိမှာဆိုလို့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ပြပြပြပေးမယ်เนาะဒီမှာဒီလိုမျိုး quality ကောင်းတဲ့သူကမီတာပရောဒန်လေးပါတယ်ဒီမှာ ကျွန်တော်ပုံမှန်ဒီ anemometer လေးလေးဆိုမှာဆိုရင်ဒီလိုမျိုး quality ကောင်းတာသိပြီးတော့မပါတာများတယ်เนาะဒီမှာဒီကောင်လေးကတော့ तू อ่ะဈေးလဲများတယ်ကျွန်တော်ပုံမှန် anemometer တွေထပ်ပို့ပြီးတော့ तू อ่ะဈေးလဲများတယ် quality လဲပို့ပြီးတော့ကောင်းတယ်เนาะအဝယ်ယူခြင်းနဲ့ဆိုရင် Viber number 9800 1313ဆိုတဲ့ Viber number ကိုကျွန်တော်ဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်เนาะဒီမှာဒါလေးကသူ့မှာပါတဲ့ product ဒီမှာ text အစုလေးလေးလည်းပါတယ်เนาะဒီမှာ ီလိုမျိုးထည့်ရဆွလေးလည်းဒီမှာပါတယ်ဒီမှာဆိုရင်ဒီဆွလေးလည်းပါတယ်ပေါ့နော်ဒါလေးပါနော်တော့ဝေးလက်တော်တော်လေးစီးရယ်နော် ါကျွန်တော်အထဲထဲမှာလည်းကျွန်တော်ဖြုတ်ပြပြီးသားအထဲထဲမှာဒီဝိတ်စည်းအောင်တန်များတွေပါရထည့်ထားတာမျိုးတွေလည်းမပါဘူးဒါသူ့ရဲ့ဒီအသားရဲ့ quality ကြောင့်ရောအထဲထဲမှာသုံးထားတဲ့ circuit ရဲ့ quality ကြောင့်ဒီမှာဝိတ်ကတော်တော်လေးစီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ like ကလေးကိုဒါခုလိုမျိုးကြည့်ပေးရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဒါ share ပေးလို့ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော် share ပေးဖို့တောင်းဆိုချင်ပါတယ်เนาะကျွန်တော်ခုနောက်ပိုင်းမှာ ဒီ YouTube မှာကျွန်တော်ပုံမှန်လေးကျွန်တော် live လေးလွှင့်ပြီးတော့ပြောပြပါမယ်เนาะဒါ live မှာပြောသင့်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်းဒီမှာ comment လေးမှာမိုင်းခဲ့ပါဒါ comment တွေကျွန်တော်ဖတ်ပြီးတော့ပြောပြပေးသင့်တဲ့အကြောင်းအရာလေးကိုကျွန်တော် live လေးမှာလွှင့်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်เนาะအဲ့တော့ကျွန်တော်ဒီ live ကလေးကိုဒီမှာပဲရန်နာကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ